ကဲမင်္ဂလာပါ channel msn 9ပါစွန်ရက်ပွဲပွဲပြီးသုံးချက်ကဘာပြောရမှန်းတော့မသိဘူး10မိနစ်နဲ့7စက္ကန့်ပဲကြာတယ်ဘာမှသိပြီးပြောစရာမရှိဘူး overhand right cross နဲ့ပွဲသိမ်းသွားတယ်ဒါပဲပြီးပြီစားတာစားတာအလောက်တော့ပေးရမလဲနည်းနည်းပါချက်ကားပြီးပြောမှာပေါ့ဟုတ်ပြီကျွန်တော်ချက်ကားပြီးတော့ပြောကြည့်မယ်ယမင်းကသူ့စောတဲ့ flyweight နဲ့ bantamweight အရာဆိုရင် အာ flyway နဲ့ pattern way လို့ဘာကြောင့်ပြောရလဲဆိုရင်ဒီပွဲက136.8ပေါင်တန်းမှာဆော့ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ flyway တန်း pattern way တန်းရဆိုရင်သူကလူကောင်တော်တော်လေးကိုကြည့်ရတဲ့ထဲမှာပါတယ်သူများတွေတိုက်ခေါင်းတစ်လုံးနီးပါးလောက်မြင့်တဲ့ကောင်ငါပေ7နဲ့ဒီ flyway နဲ့ pattern way ဝင်းကျင်မှာဆော့ရဲဆိုတာလေဒါ weight cheating မဟုတ်ရင်တော့ height cheating လုပ်ထားတဲ့ကောင်တရားလို့အကြံပြင်ပြောထားလို့ရတယ်6ကတော်တော်လေးကိုရှေ့တာဒီလက်အရှိတက်6လောက်ရဲ့အရှိကအများကြီးအသာကျရှိတာဒါလို့လဲသူကအတုံးချနိုင်တယ်သို့တော်သူ့ရဲ့အားနည်းချက်ကကြတော့မာကုန်မရှိတာ နောက်ဆုံးပွဲအီဘရာဂန်နဲ့ပွဲမှာတဲကလည်းဘယ်ဝိုက်ညာဝိုက်နဲ့နေရမင်းရကြားခဲ့တာလာထောက်မဲ့လူတွေရှိတယ် WAMIN ရမင်းဆိုပြီးတော့ထိုင်းတန်ထွက်ရဆိုရင်ဒီလိုထွက်ရတယ်ကွာဆိုတဲ့လူတွေရှိမယ်လာမပြောနဲ့ကိုရီးယားမြန်မာကိုကိုစားပြူတာဆိုတော့ WAMIN ကပါလေရမင်းဆိုတော့ရမင်းပဲဆိုတော့ဒီဘက်ကဒီဂျောလိုက်နေမရှိဘူးကျွန်တော် live မှာတော့ပြောခဲ့တယ်ဒီဂျောကနေပြီးတော့ဒီအလေးဆွဲထားတဲ့ဒီဂျောလိုက်နေမရှိဘူးဆိုတော့အဲ့လိုမျိုးရုပ်မျိုးလေးတွေကတိတ်ပြီးတော့ခံနိုင်ရင်မရှိဘူး လူတိုင်းကိုတော့မဆိုလိုပေမဲ့အဲ့လိုမျိုး model vision ရှိတဲ့ကောင်တွေတော်တော်များများကတော့ခံနိုင်မရှိကြတာများပါတယ်။ထင်ထားတဲ့အတိုင်းပဲစုံရက်ကိုခြေထောက်နဲ့ပဲစပြီးတော့စော်တယ်။ post kit လေးတွေကန်တယ်။မျက်နှာကို side kit တွေကန်တယ်။ခြေထောက်ပိုင်းမှာတော့စုံရက်မရှိနိုင်ဘူး။သို့တော့စုံရက်ကရမင်းကိုဘာပြန်ပြီးလှန့်လဲဆိုတော့ elbow တစ်ချက်ကျမ်းကြီးဦးနဲ့ပွဲမှာရမင်းက elbow လဲလက်ဆွမ်းပြထားသေးတယ်။ဒါကြောင့်မို့လို့စုံရက်ကကက်တော့ကက်တယ်သို့တော့ straight ကြီးတဲ့ကြီးမကက်ဘူး။ခြေထောက်ပိုင်းမှာရှင်မယ်။ အကွာအဝေးတစ်ခုပဲတောက်လျှောက်ပေးပြီးစောင့်နေမိမယ်ဆိုတော့ဒါဆွန်ရက်အတွက်ကတိတ်ပြီးအခြေအနေမကောင်းနိုင်ဘူး။သို့သောကိုရီးယားမွန်ဖိုင်တာလေးကလဲတယ်။ပတ်စောတဲ့နေရာမှာပတ်စောတယ်၊ကတ်တဲ့နေရာမှာကတ်တယ်၊ဝင်တဲ့နေရာမှာဝင်တယ်။အဲ့လိုနဲ့ပဲ10မိနစ်နဲ့7စက္ကန့်မှာဆွန်ရက်ရဲ့ overhand right cross တစ်ချက်နှစ်ထင်သားကိုထိပြီးတော့ယမင်းကျသွားပါတယ်။ယမင်းကိုဆွန်ရက်ကျိတ်တဲ့ပွဲပါ။ ဂျောင်းကိုထိတာမျိုးတော့မဟုတ်ဘဲနဲ့နထင်သားကိုထိရတဲ့ကိုကြာသွားတာပါပထမချီဖြစ်နေရတဲ့ကြောင့်မလို့ full power full stamina ရှိနေတဲ့အချိန်မှာလက်သေးတစ်ချက်ကပဲ KO ဖြစ်သွားစေခဲ့ပါတယ်ဆိုရက်က decision fighter ဖြစ်နေတာကြာပါပြီ solo general ကတော့အမှန်ဆုံးဖြတ်ကိုကြည့်ပဲရောက်နေပြီးတော့ bonus နဲ့ဝေးနေတဲ့ fighter ပါဒါပေမဲ့ဒီပွဲမှာတော့ပထမချီမှာပဲအလဲထိုးနိုင်ခဲ့တဲ့ကြောင့်မလို့ဘတ်3000ကျော်ဒေါ်လာ1000ကျော် bonus ရခဲ့ပါပြီ မရတာကြာနေတဲ့ကစားသမားတယောက်အနေနဲ့ bonus ပြန်ရတာကိုလည်း congratulation ပါဒါတော့ပါပဲဘာမှသိပြီးပြောစရာမရှိဘူး10မိနစ်ဝင်ကျင်နဲ့ပြတ်သွားတဲ့အတွက်ကြောင့်မဟုတ်လို့ပါပွဲစဉ်အစားဆုံးကိုကြည့်ကျင်နေဆိုရင်ကျွန်တော်ရဲ့ Telegram channel မှာကြည့်လို့ရပါပြီနေရတာပါ channel MSN ပါရမင်းတော့ကြာသွားပြီကျေစင်မဲကြံတော့တယ်တတ်တာ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code MSN1H ကိုသုံးပါ